မြန်မာနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်သခိုင်းမန္တလေးနဲ့နေပြည်တော်ပါဝင်ငလင်တန်းအစိုးဆုံးခံရတဲ့ဒေသတွေကိုကုညီလူတန်းမှုရန်ကုန်မြို့မှာလူငယ်တွေစုပေါင်းပြီးကြိုးပမ်းနေကြပါတယ်။လူငယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့ Nine Star အဖွဲ့ကတော့မန္တလေးနဲ့သခိုင်းမြို့နယ်ကငလင်ဘေးတင်ပြည်သူတွေအတွက်ရန်ကုန်မြို့ကလူစီကားတဲ့နေရာတွေမှာလှည့်လည်အလူခံနေတာပါ။ ။သူတို့အဖွဲ့ကိုလူငယ်9ယောက်နဲ့စခဲ့ပေမဲ့နောက်ပိုင်းမှာတော့လာရောက်ပူးပေါင်းသူတွေများလာလို့15ယောက်ဝန်းကျင်အထိရှိနေပြီလို့9 star အဖွဲ့ရဲ့ဦးဆောင်သူအသက်20နှစ်ရွယ်မတ်အေးမို့မို့ဇော်က RFA ကိုပြောပါရယ်။ကိုကိုတိုင်းလည်းသွားရောက်ပြီးလှူမှာပြည့်ဒီတကားတော့လုံးဝဆရာထက်တန်ကောင်နဲ့လုံမယ်လို့စိတ်ကူးပြီးတော့ဒါဟိုလှုပ်ဖြစ်သွားတာပေါ့နော်။ဒါကတော့ကိုတိုင်းသွားမလှုပ်ဖြစ်ဘူးပေါ့နော်။ဒီတိုင်းမဲ့အလူငွေလေးကိုပါကိုကြီးစုထားတဲ့ပစံလေးနဲ့အလူငွေလေးပဲထည့်မယ်လို့စိတ်ကူးထားတာ။ဒါပေမဲ့အကိုတယောက်ကနေညီမလေးဒီလိုလေးလှုပ်မလားဆိုပြီးတော့ အဲသူကလာပြီးတော့မေးတဲ့အတွက်အော်လုံမယ်ဆိုပြီးတော့တခြားလူငယ်လေးတွေကိုစုလိုက်တယ်နဲ့မှာစပိုင်းစလုံးတော့ဆို9ယောက်10ယောက်လောက်နဲ့အခုစိတ်တူကိုယ်တူတွေကအများကြီးပဲ9 star အဖွဲ့အနေနဲ့ April 1ရက်နေ့ကစလို့အလူငွေတွေကောက်ခံနေရပါသူတို့အဖွဲ့အနေနဲ့ Brighter အဖွဲ့တွေနဲ့ချိန်ဆက်ပြီးလိုအပ်တဲ့နေရာတွေမှာကူညီသွားမှာဖြစ်တယ်လို့အဖွဲ့ဝင်တအူးဖြစ်တဲ့အသက်25နှစ်အရွယ် Matt Melin အင်က RFP ကိုပြောပါတယ် ဒီအရအနုပညာညီကောင်မောင်နှမရေပေါ့နော်အရန်တယောက်ဆောင်လုပ်တဲ့အနုပညာလုပ်တဲ့ညီကောင်မောင်နှမရေလည်းပါသလိုဘေးကတငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေလည်းပါပါတယ်။ဘာလို့လုပ်ဖြစ်လဲဆိုတော့ကိုရီးယားကငွေအင်အားမတက်နိုင်ဘူးလေ။ငွေအင်အားမတက်နိုင်ပေမဲ့လူအင်အားတက်နိုင်တဲ့အတွက်ကြောင့်မလို့လူအင်အားလေးနဲ့ပေါ့တစ်ဖက်တစ်လမ်းကနေပြီးတော့ကိုရီးယားကုညီရဲ့သဘောလေးပါ။မနေ့ကဆိုရတာဆို43တိန်ကြော်ကြော်တော့ရရပေါ့နော်။ဒီနေ့ရတဲ့ဟာတော့မတော့ရသေးဘူးပေါ့နော်။အဲ့ဒါအတွက်ကြောင့်မလို့ရတဲ့ငွေမောက်ပေါ်မူတည်ပြီးတော့ညီမတို့ကနေပြီးတော့လှူတဲ့အခွက်အင်းနဲ့ချိတ်ဆက်ပြီးတော့သွားမှဖြစ်ပါတယ်။ ငလင်ဘေးတင်ပြည်သူတွေကိုကူညီဖို့အတွက်ကိုပိုင်ငွေကြေးမတက်နိုင်လို့တငယ်ချင်းတွေစုပြီးရန်ကုန်မြို့ကလူစီကားတဲ့နေရာတွေကိုလက်လဲအလူခံနေသူတွေထဲမှာအသက်ဆက်ရှောင်းနေရွယ်ကိုတိုးစီရလဲပေါ့ဝင်ပါတယ်အလူခံဖြစ်တာကတော့ကျွန်တော်တို့ဒီဟာရန်ကုန်မှာတော့ကြီးမားဖြစ်ဘူးကြာဒါပေမဲ့ကျွန်တော်တို့မန္တလေးစကိုင်းနေမှာတော်တော်ကြီးမားဖြစ်တာကိုအဲဘာမှမဖြစ်ဘူးဒီတိုင်းပေါ်မှာတွေ့တာတော်တော်ဆိုးဆိုးဝါးဖြစ်တာတွေ့တော့ တို့လူငယ်အနေနဲ့ကြတော့ကိုပိုင်ပစံနဲ့ကမဖြစ်မဖြစ်နိုင်ဘူးလေသူ့ဘောကအဲ့တော့ကျွန်တော်စဉ်းစားရတယ်ဒီ public နေရာမှာကိုတီးတဲ့ guitar တွေတီးတတ်တယ်ကျွန်တော် ရှိတဲ့ကာကျွန်တော်နေကျွန်တော်ဘောလာကြီးစုပြီးတော့မဲဘဘလမ်းမိမှာဖြစ်ဖြစ်ပြီးဆိုပြီးတော့ဒီဟိုင်းသွားနေတဲ့ပြည်သူတွေကအလူငွေတွေကောက်ပြီးတော့စုပြီးတော့သူ့ဘေးကိုတွေးမိတာပေါ့အဲ့လိုသူတို့အဖွဲ့ကတော့ရရှိလာတဲ့အလူငွေတွေကိုငလင်းဘေးတင်ပြည်သူတွေအတွက် pride အဖွဲ့တွေကတဆင့်လူရန်သွားမှာဖြစ်တယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရဧပြီ3ရက်နေ့အထိနိုင်ငံတော်မှာငလင်းကြောင့်တည်ဆုံးရသူ3000ကျော်အထိရှိနေပါပြီခင်ဗျာ